ပုံပန်းတောင်ကလအောင်မဝိဇာစီဝေကိုရောက်ခဲ့သူတို့အကြောင်းပြောခြင်းပါလေဗျာလုံငနဲ့နှစ်ပေါင်း80ကျော်ချိန်ကာလဖြစ်ပါလေအဲ့ဒီချိန်ဝန်တော့ကဘာသာကြားဖြစ်တဲ့စနေသားအမျိုးသားတို့ဟာဗုဒ္ဓဘာသာအမျိုးသမီးတို့နဲ့အကြောင်းဆက်ပေါင်းဖက်ဖြစ်ပါလေအဲ့ဒီစနေသားမျိုးသားဟာဒီဘဝမှာဘာသာခြားဖြစ်ခဲ့ပေမဲ့လည်းအတိတ်ပါရမီကံကြောင့်ပြောရမလားမသိပါအမျိုးသမီးဖြစ်သူရဲ့ပြောပြသင်ပြမှုများကြောင့်ဗုဒ္ဓဘာသာကိုတတ်ဝင်ယုံကြည်လာပြီး မကြမီမှာပဲယဟန်ပေါင်ကိုတက်သွားပါတော့တယ်ယဟန်အဖြစ်တက်ရောက်သွားပြီးတဲ့နောက်မှာတော့မြေဗုဒ္ဓရဲ့ပရိကတ်စာမေးတွေကိုနားလည်သိရှိစေဖို့ပခုတ်ကူမြို့မှာရှိတဲ့စာသင်တန်းကြီးကိုစာသင်မှုထွက်ခွာလာပါလေလေနီတီတီပခုတ်ကူတိုင်းမှာသူဟာပရိကတ်စာပေတွေကိုသင်ယူပြီးတဲ့နောက်တမထဝိပဿနာအကျင့်နဲ့ကျင့်သုံးဖို့ညောင်ဦးမျိုးရှေးဟောင်းဥမင်လှန်ကူကြီးတို့ကမှတဘာနဲ့တရင်သုံးပြီးဧကစာရီအကျင့်ကိုကျင့်သုံးဖြစ်ပါလေစနေသားယဟန်တော်ရဲ့ဘွဲတော်ကတော့ဥဒမီကားလို့ခေါ်ပါတယ် အဲ့ဒီနှစ်ဝါဆိုဦးချိန်မှာဥဒ္ဓမိကထံကိုဥအိန္ဒြာစာယလို့ခေါ်တဲ့ယဟန်တဘောင်ရောက်ရှိလာပြီးတဝအတူနေခွင့်တောင်းဖို့တောင်းပါလေဥအိန္ဒြာစာယလည်းဥဒ္ဓမိကထက်တနည်းငယ်ပါလေနေရလှိုင်းကူကလည်းကျင်းမြောင်းလာကြောင့်နေခွင့်မပြုကြောင်းပြောရပါတယ်ဒါပေမဲ့ဥအိန္ဒြာစာယဟာအတင်းနေထိုင်ခွင့်တောင်းပါလေဥဒ္ဓမိကကအရှင်ဖျား နေလို့ရင်တော့နေခဲ့ပြီတော့ဒီလှိုင်းကူကြီးကိုတပည့်တော်ပြန်လဲစွန့်လွတ်ပါလေလို့ပြောပြီးအပိုင်စွန့်ပါလေဥအိန္ဒြာစာယဟာ အဲ့ဒီလိုစွလွန်တာကိုမလို့ချင်ပါဘူးသူလိုချင်တာတခုပဲရှိပါတယ်ဒါကတော့တခြားမဟုတ်ပါဘူးဥဒမိကထံကိုညညအချိန်မှာနမင်းကြီးနဲ့တခြားမင်းနေအဖူးမြော်လာတဲ့ကြောင်းသူတို့ကိုတွေ့ဆုံပြီးစကားပြောလိုချင်တာဖြစ်တယ်လို့ပြန်လဲရှုပ်တင်ပါတယ်အဲ့ဒီခါမှာဦးဒမင်းကကအရှင်ဘုရားပြောတဲ့နမင်းကြီးနဲ့တရားမင်းကြီးတွေလာတာကိုတပည့်တော်သိလဲမသိမြင်လဲမမြင်ပါဘူးစိတ်လဲဝင်စားပါဘူး တကယ်လို့ဒီအနားမှာနေခြင်းသမားဆိုရင်လည်းကိုဘာသာကိုចောင်းငယ်လေးတစ်စောင်းဆောက်နေထိုင်ပါလို့ပြောပြီးចောင်းငယ်တစ်စောင်းဆောက်ပြီးနေခိုင်းပါတော့တယ်။အဲ့ဒီဥမေလိုင်ငူကြီးမှာနှစ်ပါအတူသတင်းသုံးဝါကက်ကြလျာဝါလာကဲရောရောက်တဲ့ခါမှာတော့ဥအင်ဒါဆာယကဥဒမိကကိုအကြီးရဲ့မီးပညာနဲ့ပြာချထားတဲ့ဓပြရဲစက္ကလူတန်းမှာလေဥဒမိကကသူဟာဘောရီစုကူတာလိုလားသူဖြစ်ကြောင်းဓပြရဲကိုလိုလားသူမဟုတ်ကြောင်းပြောပြီးညင်းပယ်ပါတယ်။ မကြာမီမှာပဲဥအင်ဒါဆိုင်ရဟာတလုံးငင်တလုံးယူလာပြီးမိစက်ကလူတဲ့မြန်လျာဥတမိကလည်းအထပ်ပါတိုင်းငင်းပယ်ရပါလေတည်င်းကျပြီးဝါချွတ်ချင်းကိုရောက်ပါပြီဥအင်ဒါဆိုင်ရဟာနောင်တော်ဥတမိကကိုထူးဆန်းတဲ့စကားရှောင်ထားလိုက်ပါတယ်အဲ့ဒါကတော့တပည့်တော်ကထွက်ရပေါ်ပြီးတဲ့ယဟန်တော်တပါးပါဒါပေမဲ့ဝိဇာတို့နေရာဟိမွန်နာဌာနကို ခွင့်ပြုချက်မရလို့ဝိညာဉ်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လို့မရဘူးဗျာ ဆိုင်ရာပုံကိုတွေက ခွင့်မပြုသေးဘူးခုဘွားတွေမှာပဲနမင်းကြီးစီတွေကနေခွင့်ပြုချက်ရပြီပါပြီဗျာအရှင်ဘုရားရဲ့ကျေးဇူးတရားအများကြီးပါလို့အရှင်ဘုရားအားကျေးဇူးတမာတယ်ဗျာမကြခင်ချိန်မှာပုပ်ပွားတောင်ကလအောက်ကလှိုင်ကိုကြီးမှာထွက်ရပေါ့ဝိဇာအစီဝေရှိပါတယ်တပည့်တော်တောင်းရမှာဖြစ်လို့အရှင်ဘုရားလိုက်ချင်လိုက်ခဲ့ရပါတယ်လို့ပြောပါတယ်အဲ့ဒီကမှာအိုဒမီကဟာတဝါရွေးလုံးမိမိရှိမှရှိနေတဲ့ဥအင်ဒရာဆိုင်ဟာ တမညောင်ညပုဂ္ဂိုလ်မဟုတ်ထွက်ရပေါက်ယဟန်တော်တစ်ပါးဖြစ်ကြောင်းသိလိုက်ရပါတော့တယ်ပုပ်ပွားကိုတွားမဲ့ခရီးဟာဝေးလန်လာတာကြောင့်ဥဒမိကကမလိုက်လို့ကြောင့်ညင်းပယ်တဲ့အခါမှာဦးအင်ဒရာဆာယကအရှင်ဘုရားလိုက်ချင်တော့မပင်မပန်းပဲအမြန်ရောက်နိုင်မယ်နီးလန့်ရှိပါတယ်လို့ပြောပါတယ်ဥဒမိကကလည်းဒါဆိုရင်လိုက်မယ်ကိုတော်ကြီးလို့ပြောတဲ့အခါအဲ့ဒီလိုပြောပြီးတာနဲ့တခဏချင်းမှာပဲဦးအင်ဒရာဆာယဟာဝိဇာတို့ရဲ့တကူ80ပတ်နဲ့ အိုဒမေကကိုပုပ်ပါတောင်ကလအောက်မှာရှိတဲ့လှိုင်ကူကြီးတဲ့ခေါ်သွားပါတော့တယ်။ဂျုံကလေးလှိုင်ကူတဲ့ကိုရောက်တဲ့ခါမှာအိုဒမေကဟာအလွန်အံ့ဩသွားပါလေ။လှိုင်ကူကြီးဟာကဘာကြီးလှိုင်ကူထက်လေးစားမကကျယ်ဝန်းကျယ်ဝန်းပါလေ။လှိုင်ကူကြီးတဲ့မှာတော့အဝိဇ္ဇာသူတော်စင်များယောဂီသူတော်စင်များအများအပြားတော်လာနေကြတာကိုတွေးမြင်လိုက်ရပါတယ်။ဒီထွေရပဝိဇ္ဇာတွေထဲမှာအိုဒမေကရဲ့အတိမိတ်ဆွေတို့ကိုမထင်မပဲတွေ့မြင်ရပါတယ်။အဲ့ဒီမိတ်ဆွေကြီးကကိုတော့ ဘသူနဲ့လာခဲ့တယ်လဲဘယ်လိုရောက်လာတာလဲပြလို့မေးတဲ့အခါဦးတမီကဟာခုရောက်လာတဲ့နာမည်မိအစွမ်းမဟုတ်ကြောင်းဦးအင်ဒရာဆာယာရဲ့အစွမ်းသာဖြစ်ကြောင်းဦးအင်ဒရာဆာယာခေါ်ဆောင်လာလို့ရောက်လာခြင်းဖြစ်တယ်လို့ပုံလင်းလင်းပြောပါတယ်ဒီမိတ်ဆွေကြီးလည်းကိုယ်တိုင်ထွက်ရပောက်ဖို့ကြိုးစားစီလို့ကြောင်းပြောပါတယ်ဦးတမီကလည်းလှန်ကူတဲ့လှက်ပက်ကြည့်ရှုပြီးနောက်မိမိနေရက်ကို ပြန်လို့ကြောင်းပြောတဲ့အခါဦးအင်ဒရာဆာယာဟာဝိဇာတကူနဲ့တခဏတွဲမှာပဲသူ့ကိုပြန်ပို့လိုက်ပါတော့တယ်ဦးတမီကဟာ မိမိကြုံနေရတာကိုအံ့အားလုံးကြောင့်ဥအင်ဒါဆိုင်ရအောင်အရင်ကဝိဇာလောကအကြောင်းကိုတပည့်တော်ကြားဖို့မှတ်ဖို့တည်ဘူးတာနဲ့မတူပါလားဖေဟာခုလိုယရနာမြတ်သုံးပါးနဲ့ပျော်မွေ့နေကြတာသူတော်ကောင်းဝိဇာတို့တွေကိုတွေ့မြင်လာရတာအလွန်ကြည်နူးစရာကောင်းပါလေလို့ပြောပါလေဥအင်ဒါဆိုင်ရကတော့လူမျိုးမျိုးရှိတယ်လို့ထွက်ရပေါ်ဝိဇာတွေလည်းအမျိုးမျိုးရှိတာပေါ့ကိုတော်ရတပည့်တော်ကစမနဲ့ထွက်ရပေါ်ခဲ့တဲ့စမဝိဇာပါ ဂုံတော်တွေနဲ့ထွက်ရပေါက်တဲ့မဟိတိဝိဇ္ဇာတော်တွေလောက်တကူမကြည့်ပါဘူးဗျာသူတို့ကပိုပြီးတကူကြည့်ပါတယ်အရှင်ဘုရားထွက်ရပေါက်ခြင်းလည်းဆိုတပည့်တော်နှီးပေးခဲ့မယ်အရှင်ဘုရားကဘောဓိစုပန်ဆိုတော့ဂုံတော်ကမ္မထံကိုပဲအားထုတ်ရင်ပေါ့မြော့သွားလိမ့်မယ်ကိုတော်လို့ပြောပါတယ်ဥဒမိကလည်းဂုံတော်ကမ္မထံကိုပဲအားထုတ်ရမှာကြောင့်ဘလို့မှလမ်းမမားနဲ့ကြောင့်တွေးမိတဲ့အတွက်ဒီနီးလန့်ကိုလက်ခံလိုက်ပါလိမ့်ဦးအင်ဒါဆာယာပေးခဲ့တဲ့နီလန်ကတော့လွယ်လွယ်ပါဂုံတော်ကိုပါကို အင်းဆယ်ခွက်ချ 3ဆင့်ကျင့်ကြံအားထုတ်ရပါတယ်ပထမအဆင့်10ရင်ဒုတိယအဆင့်10ရင်တတိယအဆင့်21ရင်စုစုပေါင်း50တရင်ရှိပါတယ်အဆင့်အတိုင်းတရက်တရင်တောက်ပြီးဂုဏ်တော်ပွားရပါတယ်50တရင်ဂုဏ်ရင်တပတ်လည်ရပါတယ်စုစုပေါင်း6ပတ်တောက်ရမှာဖြစ်ပြီးရက်ပေါင်း369ရက်တိတိရက်ဆက်တောက်ရပါတယ်အင်းတောက်နေစဉ်အတွင်းဂုဏ်တော်6ပါးကိုမနက်နေ့လည်းညတနေ့3ချိန်တိတိပွားမြတ်ရပါတယ်တချိန်ဆက်ဘက်ပြီးစေရပါတယ် 369ရက်အောင်မြင်ပြီးဆိုရင်တော့ကျင့်စဉ်အောင်မြင်ပြီလို့ပြောရပါမယ်။ဂုံတော်နဲ့ထွက်ရပောက်တဲ့နီလန်းများမှာနီလန်းတစ်ခုပါ။ဒီနီလန်းကိုဆရာတော်အိုတမီကမှတစ်ဆင့်ပြန်လည်သိရှိရပြီးတပည့်အစစ်အစစ်ပြန်လည်မျှဝေကြပြီးတော့နောက်ဆုံးဗမောဆရာတော်ကြီးထံရရှိခဲ့တယ်လို့သိရပါတယ်။အိုတမီကကတော့ထွက်ရပောက်သွားတယ်လို့ကြားသိရပါတယ်။ဟုတ်ကဲ့။ဒါကတော့ ပုံပွားတောင်ကလပ်အောက်ကဝိဇ္ဇတိုအစည်းအဝေးကိုရောက်ခဲ့တဲ့ဥတ္တမိကအကြောင်းတင်ဆက်ပေးခဲ့တာပါ။နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။